ကရင်ပြည်နယ်နေရအနှံ့အပြားမှာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတဲ့အတွက်ပြည်သူလူထုတွေအနေနဲ့တိုက်ပွဲဖြစ်ပွားရာဒေသတွေကို အရေးပေါ်အကြောင်းကိစ္စမရှိဘဲသွာလာတာတွေမပြုတ်လို့ဖို့ကရင်မျိုးသားစီယုံ KNU ဘဟုကဧပြီလ19ရက်နေ့မှာတတိပေးထုတ်ပြန်ပါတယ်။လက်ရှိအချိန်မှာကရင်ပြည်နယ်နေရာအနှံ့ပြားမှာတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိနေပြီးစစ်ကောင်စီတပ်ကအရသာပြည်သူလူထုပေါ်ပြစ်မှတ်ထားကစာတင်ကြောင်းဖုန်ကြီးကြောင်းတွေနဲ့ဆစ်ဆောင်ပြည်သူတွေနေထိုင်ရာဒေသတွေထဲကိုလက်နက်ကြီးတွေနဲ့လေယာဉ်တွေပြစ်မှတ်ထားတိုက်ခတ်လျက်ရှိတယ်လို့ KNU ကပြောပါတယ်။ ်ပြည်သူလူထုတွေအနေနဲ့စစ်ကောင်စီတပ်ကပြစ်မှတ်ထားတိုက်ခိုက်ခံရနိုင်တဲ့အဆောက်အဦတွေရဲ့အဝေးမှာနေထိုင်ကြဖို့နဲ့တိုက်ပွဲဖြစ်ပွားရာဒေသတွေတဲကိုအရေးပေါ်အကြောင်းကိစ္စမရှိဘဲသွာလာတာတွေမပြုတ်လို့ဘူး KNU ကအသိပေးထားပါတယ်ဒါပြင်သတင်းမီဒီယာတွေဒေတာရင်းတက်ကြွလှုပ်ရှားသူတွေအနေနဲ့သတင်းရယူတင်ဆက်ရမှာပြည်သူလူထုပုံရှောင်နေတဲ့နေရာတွေကိုစစ်ကောင်စီတပ်ကအလွယ်တကူရှာဖွေပြီးလေကြောင်းတိုက်ခိုက်မှုတွေလက်လက်ကြီးပစ်ခတ်မှုတွေမပြုလုပ်နိုင်မှုအတွက်သတိထားတင်ဆက်ပေးဖို့လဲ KNU ကအသိပေးပန်ကြားထားပါတယ်။ ်လက်ရှိမှာတော့ကရင်ပြည်နယ်ကော့ဂရိတ်ကျုံတုံးမြို့တဝိုက်ကအနီးအနားကျေးရွာတွေမှာ KNL တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တို့နဲ့စစ်ကောင်စီတပ်တို့ကြောင့်ပြီးခဲ့တဲ့ဧပြီလ14ရက်နေ့ကစပြီးနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ကစစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်တာတွေကိုအပြင်းထန်လုံဆောင်နေခဲ့ပါတယ်။ အရသာပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအပေါ်စစ်ကောင်စီတပ်ကပြစ်မှတ်ထားပြီးနေစဉ်ရက်ဆက်တိုက်ခိုက်ခဲ့တဲ့အတွက်ဒဇန်ကာလအတွင်းမှာကျုံတုံးမြို့အနီးတစ်ဝိုက်ကျေးရွာတွေကဒေသခံပြည်သူ20နီးပါးတေဆုံးခဲ့ရပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အများပြားထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။ ်ဒါပြင်တိုက်ပွဲဖြစ်ပွားရာနေရာတွေကြားပိမိနေတဲ့ကျေးရွာတွေကဒေသခံပြည်သူတွေဟာအပြင်ကိုထွက်ခွာလို့မရဘဲပိမိနေတာတွေအများပြားရှိနေပြီတချို့ဒေသခံတွေကတော့မပြောင်းရွှေ့လို့ကြပဲကျေးရွာထဲမှာသာကြံရှိနေထိုင်တာတွေလည်းရှိနေတယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ် ဒေသရဲလူမှုကွန်ညီကယ်ဆယ်ရေးလှုံ့ဆော်သူတချို့ကတော့ပိမိနေတဲ့ကျေးရွာတွေကဒေသခံပြည်သူတွေကိုတတ်နိုင်တဲ့နီလန်းကားနဲ့ကွန်ညီကယ်ဆယ်ပြောင်းရွှေ့ပေးနေပြီးအဲ့ဒီထဲမှာလက်နက်ကြီးကြီးကြောင့်ထိခိုက်ဒဏ်ရာရရှိထားတဲ့ကလေးငယ်တွေလည်းပါဝင်နေတယ်လို့သိရပါဗျာ။